မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လလတရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ EAO တွေရဲ့လိုလားချက်တွေကိုအလို့သဘောပြောဆိုဆွေးနွေးပြီးသဘောတူညီမှုရရှိမှသာလွှတ်တော်မှအတည်ပြုခြင်းကပုံမကောင်းမှုကြောင့်စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကတုံ့သက်ပြောဆိုလိုက်တဲ့သတင်း။စစ်တပ်ကအာဏာသိမ်းနိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ထင်ကြေးပေးမှုတွေကိုထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူတို့ကငင်းပယ်ခဲ့တယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ EAO တွေရဲ့လိုလားချက်တွေကိုအလို့သဘောပြောဆိုဆွေးနွေးပြီးသဘောတူညီမှုရရှိမှသာလွှတ်တော်မှအတည်ပြုခြင်းကပုံမကောင်းမှုကြောင့်စည်ရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကတုံ့တက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရင်နယ်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့လိုလားချက်တွေကိုလူသဘောပြောဆိုဆွေးနွေးပြီးသဘောတူညီမှုရရှိမှသာလွှတ်တော်မှာအတည်ပြုတာကပိုပြီးကောင်းမွန်တယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြက်ခက်တွေကစီရနာတင်ထောင်တာကိုပြောပါရယ်။အဲ့ဒီလိုအလိုသဘောပြောဆိုဆွေးနွေးမှုမရှိဘဲလွှတ်တော်မှာသာဆွေးနွေးမယ်ဆိုပါကဆယ်နှစ်ဆယ်မိုးကြာနိုင်ကြောင်းငင်းချဲလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီရနာတင်ထောင်တာကိုပြောပါရယ်။လွှတ်တော်ထဲမှာပြောဆိုရတဲ့ဟာတွေကဒါတွေကတရုတ်ဝင်ပြောဆိုတဲ့ဟာတွေဖြစ်တယ်။ ဒီပုံစံနဲ့လွတ်တော်အတွင်းမှာပဲဖြည့်ရှင်းမယ်ဆိုရင်သူကသိပြီတော့မှကြာမယ်ဆယ်နှစ်ဆယ်မိုးတော့ကြာမယ်ကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ခဲ့တဲ့အခါကျတော့ဘာလဲဆိုတော့ပြဿနာပေါ်လာပြီဆိုလို့ရှိရင်ဆွေးအစည်းအဝေးတွေအကုန်ရပ်ပြီးတော့မှတခါလေအချင်းချင်းအလွတ်တဘောအကျင်များစွာတွေ့တယ်အကျင်များစွာညင်ခုံပြီးတော့မှအဖြေရှာတယ် အဖြေရှာလို့ရတဲ့အခါကျတော့မှအစည်းဝေးပြန်လုပ်ပြီးတော့မှတည်ပြူတယ်။အဲ့လိုမျိုးဖြစ်တယ်။ဒီလွတ်တော်ထဲမှာလုံမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲဖြစ်မှာပဲ။ပြဿနာတစ်ခုကိုအပြင်မှာ အရင်ဆုံးပြောရမှာဖြစ်တယ်။အပြင်မှာအားလုံးအလို့သဘောပြောမှုသဘောတူပြီးတဲ့အခါကျတော့မှလွတ်တော်ထဲမှာတွားပြီးတော့မှအတည်ပြူတာပိုအကောင်းဆုံးပါပဲ။ကျွန်တော်ပြောရတဲ့ဥစ္စာတော့ဒီအတိုးဆုံးနီးလာမယ်ပေါ့။ဒီထက် တခက်ပိုတိုးသလိုရှင်တော့တချုပ်ကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့အတိုက်ခံနေပြီဗျာကျွန်တော်တို့လက်နက်ချပါပြီဗျာလို့အဲ့လိုပြောရင်လည်းပြီးတော့မှာပေါ့ဗျာရွှေကောက်ပွဲကျင်းပပြီးလှတ်တော်ပေါ်ပေါက်ကဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ချိန်မှာလက်နက်ဆွဲကင်ပြီးမိမိတို့လူလားချက်တွေကိုတောင်းဆိုတာလက်နက်ကင်လမ်းစဉ်ကိုဖတ်တွေ့ပြီးလူမျိုးဆက်ဒေတာဆွဲကြီးမားစွာနဲ့မိမိတို့ရဲ့ဆန္ဒကိုသာလှုံ့ဆော်ဖန်တီးတာမျိုးကဒီမိုကရေစီနဲ့တွေ့ဖယ်နေကြအောင်နာဆာကဥက္ကရာမှာဂျွန်လ25ရက်နေ့ကဒင်းဂျိုင်းဖိုရမ်အဖွဲ့မင်းကိုမှပြောကြားခဲ့တာပါ လက်နက်ကင်တွေအနေနဲ့မိမိတို့ရဲ့လူလားချက်တွေကိုလွတ်တော်အသီးသီးမှာဆွေးနွေးဆုံးဖြတ်ဆောင်ရွက်အတည်ပြုသွားကြရမှာဖြစ်ကြောင်းလည်းသူကပြောခဲ့တာပါ လော်ယိုးလုံစင်အရာဆိုပါကလွတ်တော်မှာအတည်ပြုတာဟာနောက်ဆုံးအဆင့်ဖြစ်ပြီးလွတ်တော်ကိုမရောက်ခင်ကာလမှာကျွတ်တင်ညီတိုင်းဆွေးနွေးကအပေးယူလုပ်ရတာတွေရှိတယ်လို့ရန်ကုန်ဆောင်ကြီးဖွဲ့တည်ထောင်သူဒေါက်တာညိုညိုသိန်းကစီအန်အိုင်သတင်းဌာနကိုပြောပါတယ်တို့တော့အဲ့ဒီလွတ်တော်အထိမရောက်ခင်ချက်ကြပါတော့နော် ချက်တော်တစ်ခုကိုဒီအစိုးပြုချက်တစ်ခုရောက်လာဖို့ဆိုတဲ့နေရာမှာသက်ဆိုင်ရာအဖွဲ့အစည်းကြီးကကြိုတင်ညှိနှိုင်းဆွေးနွေးအပြီးလို့လုပ်ရတာကြီးဖြစ်တယ်ပေါ့နော်အဲ့ဒီလိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းမှာဆွေးနွေးတာတွေညှိနှိုင်းတာတွေဟိုတိုင်ပင်တာတွေအ short အ short အင်းလုပ်ကြတာတွေကိုခုနကငင်းငယ်ချိုးတော်ဆောင်အဖွဲ့လို့ခုနကအစိုးရအဖွဲ့ထားတဲ့ NSPNC လို့ပေါ့ကအူးတင်ပြီးတော့ဒီ package ပေါ့ package တော့တင်ပြမယ် package ကို ပြုတ်သူလောကနဲ့ပြင်ဆင်ရတယ်အဲလုပ်ငန်းစဉ်တစ်ခုလို့တာပေါ့အဲ့ဒီလုပ်ငန်းစဉ်ကိုပေါ့နော်ခါအစိုးရရဲ့အာဟိုပူပေါင်းဆောင်ရွက်ဖို့နဲ့ပေါ့နော် NFPNC အစိုးရဆိုတဲ့နေရာမှာ NFPNC ပြောတာပေါ့မြန်မာပြည်နယ်စစ်မြေကြီးဌာနဆိုတာဒါအစိုးရဆက်ဆက်ဆက်ရှိနေတာလीနော်ဒီမှာအာဒီမှာစီမံစင်တာပြီးတော့အာဟို NFPNC မြန်မာပြည်နယ်စစ်မြေကြီးစင်တာတွေ့ရဟိုချိတ်ဆက်ပူပေါင်းပေးမှုနဲ့ခုနကလွတ်လပ်တဲ့ 啊！人家就到上面八分地了，啊 <noise>！你八点十个，怎么都你都八个，喏，人家一百个，你多少可以生产一百个？啊！一百个，能铺满，喏，啊！你两面生的话，啊！你老老贵嘛，啊！你两面生，阿龙都包肚皮，我是人家又包肚皮，做老板大手大脚，店家的哟，南方那边都搞店家的哟，啊！真多生意有啊，蛮便宜的。那些迷茫的也看见偏心了吗？人家应该尊重孙女母的吗？ ရင်းမြစ်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အင်အားစုတွေပါဝင်လာနိုင်ရေးအစိုးရမဟုတ်တဲ့ငင်းချမ်းရဲ့အကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ငင်းချမ်းရဲ့ဖိုရမ်2025မှာဆွေးနွေးခဲ့ကြကြောင်းသိရပါဗျ။ဒါပေမဲ့လည်းမြင်းပြည်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အင်အားစုတွေမှာတော့လက်ရှိအချိန်ထိသွေးကြီးမှာဆွေးနွေးစရာမရှိဆိုတဲ့စာပုတ်ကပို့ပြီးတော့ကျေပြတ်နေသေးတဲ့အတွက်ငင်းချမ်းရဲ့မှာပါဝင်လာနိုင်ဖွယ်မရှိသေးကြောင်းလဲစီးရင်နဲ့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ကြပါဗျ။မြန်မာနည်းမြမဟန်ဒီမိုကရေစီဆိုတာဟာ နိုင်ငံရဲ့အခြေအနေတွေနဲ့ကိုက်ညီတဲ့ရိုးရာရင်ကျေးမှုတွေအပေါ်မူတည်တဲ့ဒီမိုကရေစီကိုသွားမယ်လို့ဆိုခြင်းဖြစ်နိုင်တယ်လို့ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌဒေါနတ်ခင်အေးဦးကတုံ့သက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနီမြန်မာဟန်ဒီမိုကရေစီဆိုတာဟာနိုင်ငံရဲ့အခြေအနေတွေနဲ့ကပ်ညီတဲ့ရွေးရရင်ချင်းမှုတွေအပေါ်မူတည်တဲ့ဒီမိုကရေစီကိုသွားမယ်ဆိုတာဖြစ်နိုင်တယ်လို့ကရင်ပြည်သူပါတီဥက္ကရာဒေါ်နန့်ခင်အေဦးကဆင်နိုင်သတင်းဌာနကိုပြောပါရတယ်။နောက်ဆက်ကဥက္ကရာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ကိုကျင့်သုံးရမှာမြန်မာနိုင်ငံနဲ့ကပ်ညီတဲ့အခြေအနေဖြစ်ရမှာဖြစ်ပြီးမြန်မာနီမြန်မာဟန်ဒီမိုကရေစီကို ဖော်ဆောင်ရမယ်လို့2025ခုနှစ်ဇွန်လ25ရက်မှာကျင်းပတဲ့ငြိမ်းချမ်းရေးဖိုရမ်မှာပြောကြားခဲ့ပါရတယ်။ဥနေဝ ဝင်ခင်မှာမြန်မာဆိုရှယ်လစ်လမ်းစဉ်ဆိုပြီးမြန်မာနီမြန်မာဟန်နဲ့သွားခဲ့ကြောင်းအခုလည်းမြန်မာနိုင်ငံအတွင်းကရိုးရာရင်ကျေးမှုတွေနဲ့ကန့်ညီတဲ့ဒီမိုကရေစီကိုရှောက်လန်းဖို့စဉ်းစားတာဖြစ်နိုင်တယ်လို့ကရင်ပြည်သူ့ပါတီဥက္ကရာဒေါ်နတ်ခင်ရေးဦးကဆီယန်နိုင်သတင်းဌာနကိုပြောပါတယ်မြန်မာနိုင်ငံမှာဆိုတာလမ်းစဉ်ဟာဆိုရှယ်လစ်လမ်းစဉ်ရှိမယ်။နောက်တစ်ခါဒီမိုကရေစီရှိမယ်။ဆိုရှယ်လစ်မှာလည်းဒီမိုကရေစီရှိတယ်။နောက်ကဘာကအာအမျိုးရှင်စနစ်ဆိုတာရှိမယ်။ နောက်တစ်ခါဒီ communication နဲ့ဆိုတာရှိနေပေါ့ဒီကန democracy လို့အစိုးရတွေမှလည်းဆိုတော့ democracy ကိုအပြည့်အဝတောင်းနဲ့ပြောကြတာပဲသူ့နိုင်ငံသူ့အခြေအနေနဲ့ကိုက်နေတဲ့ social media နဲ့ဆိုတော့အဲ့ဒီမှာလေအရောအဲ့ဒီကတိုင်းပြည်ရဲ့ဟိုနမူနာမျိုးတာပါအတူတူတာပါသူ့မိသူ့မှာနဲ့ဆိုတော့ကိုတိုင်းပြည်ရဲ့အခြေအနေကိုတိုင်းပြည်ရဲ့အဲဘယ်လိုပြောမလဲဟို character risk ကိုတိုင်းပြည်ရဲ့ဟိုအတွေးခေါ်ခြင်းချင်းနဲ့ကိုက်နေတဲ့ social media ပေါ့ဒီမှာ democracy ကို မြန်မာပြည်မြန်မာဟန်နဲ့သွားမယ်ဆိုတာကသူမြန်မာပြည်မှာ ethnic group တွေရှိတယ်။ဒါကတော့ပြောတာပေါ့ဗျာ။သူမြန်မာနိုင်ငံရဲ့အဲလုံရယုံကျေးမှုဒါအဲ့ဒီပေါ်မှာမြင်ပြီးတော့အင်းနေတဲ့ဒီမျိုးကိုသွားမယ်ဆိုတဲ့ဟာမျိုးပေါ့။ပြီးတော့အဲ့ဒါ ီလုံးစီရလဲအခုခုရောင်နေမှာပေါ့ဒီရောက်တဲ့ကဘာအင်အားကြီးတွေမှာတော့ပါလာနေဆိုတော့အဲ့ဒါကိုအခုခုရောင်လည်းဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့အဲ့တော့ကိုမီကိုဟာနဲ့ကိုလုံမဲ့ဆိုတဲ့ဟာမျိုးပေါ့နော်မြန်မာအုံးမြန်မာလက်ပေါ့နော်အဲအဲ့ဒါလေးလည်းအခုတော်တော်လေးပြောကြတယ်ကိုမြန်မာဒီနဲ့ကိုချီတော့ဘုံပြရမယ်သူများကိုငင်ကိုကြီးပေါ့အဲ့တော့မြန်မာနေမြန်မာဟန်ဆိုတာဟာမကောင်းတာတော့မဟုတ်ဘူးကောင်းတာလေ မြမနီမြမဟန်ဆိုတဲ့အသုံးလုံးကိုတချို့ကနားခါကြမှာဖြစ်ကြောင်းမြမနိုင်ငံရဲ့တမိုင်းဖြတ်တန်းပုံအရာအခုလိုပဲဖြတ်ကျော်ရမယ့်အနေအထားဖြစ်နေကြောင်းဂျကိုင်ဦးဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအင်းမောင်ကဆီယန်နိုင်တဲ့ရင်ဌာနကိုပြောပါတယ်တမိုင်းဆိုင်ရာဒီများစွာကြီးပေါ့ပါကပီယံစုတဲ့အချက်ကလည်းတိုင်းသားပြည်သူချို့ကလည်းပြည်သူလူတွေကပေါ့ဗျာ။ဒီမိုင်းရပြည်သူဆွေးနွေးမှုရှိတော့နော်။ဒါဥစားခံနေရတယ်ဗျာ။ဒီလို ကျင့်သုံးပြကြသလားတမိုင်းဆိုင်ရာရပေါ့ဒီမှာနိုင်ငံဘလို့ဝေဘောလာတဲ့ဘလို့ဆက်လက်ပြီးတော့ form စုချစ်ထွားတဲ့နိုင်ငံတို့ကြီးဖြစ်မှလေးပေါ့ဒီမှာတမိုင်းကိုတက်ပြီးဖွင့်ကြပေါ့ဘုရားနဲ့ကန်တခါကိုစညာရဲ့ပါချက်ရုပ်ချက်ဘလို့ဒီမှာတမလို့ရုပ်ချက် မျိုးချေမှာချက်ပေါ့ဗျာဆက်ရှိကစားချက်ဒီကိုဘလို့ဖြစ်ရှင်းပြီးမှဘလို့ကြိုးလွားကြပါလဲတော့မြန်မာနီးမြန်မာဟာမပါလို့ဖြစ်ပါမလားဖြစ်ရှင်းနိုင်ကြတဲ့နိုင်ငံများရဲ့ပြစ်တက်ခါနဲ့မပြစ်တက်ခါချက်ကြရလားဒါရီကအများကြီးစဉ်းကျင်ရမယ်လေအဲ့တော့ဘလို့စနစ်နဲ့မြန်မာနိုင်ငံကိုရှေ့ဆက်သွားဖို့အတင်းကြီးဦးကြပြီးမှကွန်ပျူတာတွေနဲ့ရတော့တိက္ကူ ဖြစ်ပါလေအားလုံးပေါ့ဝင်ရှင်ကြည်မြတ်ပိုင်းပါဒီမှာဒီမှာခံကားတော့အဲ့ဒီတုံတုံကိုတချို့ကနားခါကြမှာပေါ့ဘာလို့ရှိရင်ဥတဝင်းတို့မြန်မာဆိုရှယ်လမ်းဝေးပါတီကျေပဲမြန်မာဒီမှာဆိုရှယ်လို့တုံတုံကြကြတဲ့အခါမအောင်မြင်တဲ့နေသားဖြစ်တော့မြန်မာဒီမှာမျိုးပြည်ပြကြမှာပေါ့မြန်မာမီမဟာကတော့မပြတ်တမနာနေအတိုင်းဖြတ်တမ်းပုံညာဒီလိုလေကျွန်တော်ချက်ရမယ်ထားလို့ကျွန်တော်လ မြန်မာနိုင်ငံကိုဥနေဝင်းအုပ်ချုပ်ခဲ့တဲ့1962ခုနှစ်မှာ1988ခုနှစ်အထိမြမနီမြမဟန်ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးပြီးအုပ်ချုပ်ခဲ့ပါတယ်။အဲ့ဒီနောက်2010အထွေထွေရွေးကောက်ပွဲအနိုင်ရပြီးဥသိမ်းစိန်အစိုးရတက်လာတဲ့အခါမှာတော့ အစိုးရလွတ်တော်တက်မတော်တို့နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားရင်းငယ်ရေးဆွေးနွေးကြကမြန်မာနိုင်ငံအားဘလို့စနစ်နဲ့သွားမလဲအဖြေရှာနေတာဟာဒီနေ့အချိန်ထိဖြစ်ပါတယ်။လက်ရှိမှာ Federal Democracy ပြည်ထောင်စုကိုတိဆောက်လိုသူနဲ့ Democracy Federal ပြည်ထောင်စုဟာတိဆောက်လိုသူဆိုပြီးအုပ်စုတွေကွဲပြားနေကြောင်းဒါပေမဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA မှာတော့ Democracy နဲ့ Federal စနစ်ကိုအခြေခံတဲ့ပြည်ထောင်စု စနစ်ကိုထူထောင်မယ်လို့သဘောတူထားကြပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။စစ်တပ်ကအာဏာသိမ်းနိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ထင်ကျေးပေးမှုတွေကိုထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖြစ်သူတို့ကညှိပယ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံရေးချက်တဲနဲ့ရင်ဆိုင်နေရတဲ့ထိုင်းနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းနိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီးထွက်ပေါ်နေထင်ကြေးပေးမှုတွေကိုထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးဖြစ်သူဖန်တန်ဝီချာယာချိုင်းကညင်းဆိုခဲ့လို့ The Nation ကဖော်ပြခဲ့ပါဗါး။ထိုင်းရဲ့ထိပ်သီးစစ်ကောင်းဆောင်များအစိုးရဆန့်ကျင်တဲ့အင်အားစုတွေကလုံဆော်ပေးနေတယ်။အာဏာသိမ်းမှုတောင်းဆိုချက်တွေကိုအလင်းမထားကြောင်းနဲ့အာဏာသိမ်းမှုယူရချက်မရှိဘူးလို့ဖန်တန်ကအခိုင်အမာပြောဆိုခဲ့ပါဗါး။လက်နက်ကိုင်တပ်ဖွဲ့တွေကလက်ရှိဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေကိုဒီမိုကရေစီနည်းလမ်းနဲ့ဖြေရှင်းပြီးထိုင်းနိုင်ငံကိုကူညီပေးဖို့တန်နေတဲ့ခြားထားခဲ့လို့လည်းသူကဆိုပါဗါး။ ကျွန်တော်ကကွေးဝင်ကြီးဖြစ်တာဝန်တန်းဆောင်ရင်ကာလာတွင်လက်နက်ကန်တပ်ဖွဲ့၄ဝက်စလုံးရဲ့အကြီးအကဲတွေနဲ့စကားပြောဆိုခဲ့ပါဗျ။ကြည်ရေလေးနဲ့ရဲတပ်ဖွဲ့အားအာနာသိမ်းမှမဟုတ်ပဲစူသည်ညီညွတ်စွာနဲ့ထိုင်းနိုင်ငံကိုကူညီပေးနေကြပါဗျ။သူတို့ကအာနာသိမ်းခြင်းနဲ့တွေးရမရှိကြပါဘူးလို့ဖွန်တန်ကပြောကြားခဲ့ပါဗျ။ ်အစိုးရဆက်ကျင်တဲ့ United the Power of the Land for the Defense of Thai Sovereignty ဖွဲ့ရဲ့ဆန္ဒပြမှုတွေတွင်ဒီဘက်ကောင်းဆောင်တွေကစစ်တပ်ကိုကြားဝင်ဖို့တိုက်တွန်းခဲ့ပြီးနောက်ဖွန်တန်းပြောကြားချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။အစိုးရဖွဲ့ရဲ့အခြေခံဥပဒေဆိုင်ရာဆန္ဒထုတ်ပေါ်ခွင့်ကိုအစိုးရလေးစားကြောင်းကောင်းမွန်တဲ့အကြံပြုချက်တွေကိုလက်ခံမှာဖြစ်ကြောင်းဒါပေမဲ့နိုင်ငံရေးနဲ့တရားရေးစနစ်ကိုဖျက်ဆီးစေမယ့်အကြံပြုချက်တွေဟာသုံးဝင်မှာမဟုတ်ဘူးလို့လည်းသူကသတိပေးခဲ့ပါတယ်။အစိုးရဖွဲ့ဟာနိုင်ငံပြည်ထနာတွေကိုတရားမျှတမှုရှိပြီးအခြေခံဥပဒေနဲ့ညီတဲ့လမ်းကြောင်းတွေကတစင်ဖြည့်ရှင်းဖို့အာရုံစိုက်ထားတယ်လို့လည်းထိုင်းကောက်ဝေးဝန်ကြီးကပြောပါတယ်။ဆန္ဒ ပြခေါင်းဆောင်တွေအနေနဲ့အတိတ်ကာလကထိုင်းနိုင်ငံကိုထိခိုက်နေနာစေခဲ့တဲ့ဖြက်လို့ဖြက်စီနီးပြူပါတွေကိုနောက်တစ်ချိန်ထပ်မံကျင့်သုံးခြင်းမပြုဖို့လည်းဖွင့်တန်းကပြောကြားခဲ့ပါတယ်။ဂျွန်လာ20ရက်ကထောင်ထဲချီတဲ့ဆန္ဒပြသူတွေဟာဗန်ကောက်မြို့တော်မှာစုရုံးခဲ့ကြပြီးကမ္ဘောဒီးယားနဲ့နယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးဝင်းညို့ပေတိုနယ်ကိုယာယူကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ထရန့်ရဲ့အရှိအလဲပိုင်းလှုပ်ရှားမှုတွေကိုတရုတ်ကစောင့်ကြည့်နေတဲ့ဆိုတဲ့သတင်းအပြည့်အစုံကိုလည်းတင်ဆက်ပေးပါမယ်။ အီရန်အစ္စရေးပြည်ပခါမှာအမေရိကန်ရဲ့ပအဝင်ပတ်သက်မှုပုံမှုမြင့်တက်လာတာနဲ့အမျှတရုတ်ဟာဒေတာတွေညှင်းပွားမှုတွေမှာအမေရိကန်ရဲ့ဂျာဝင်ဆော့ဖ်ဝဲမှုဝါဒကိုလေ့လာနေပြီးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ဆောင်ချိုင်းနာမော်နီစပိုကဖော်ပြခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်ခဲ့တာဟာကမ္ဘာလုံးဆိုင်ရာဩဇာလွှမ်းမိုးမှုအခြေအနေကိုမခံမနိုင်တာသို့မဟုတ် တေချာရေရာမှုမရှိတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ချိန်မှာအမေရိကန်ဟာကမ္ဘာဥဆောင်သူကဏ္ဍကနောက်ဆုတ်သွားမယ်ဆိုတာကတရုတ်အတွက်အကျိုးရှိစေလိမ့်မယ်လို့တရုတ်ရေးလေးလာသုံးသပ်သူတူဦးကပြောကြားခဲ့ပါတယ်။တိဒါထင်ရှားတဲ့အချက်မှာအမေရိကန်ဟာချိန်ကြာလုံးနဲ့စစ်ပွဲကိုဆင်နွှဲလိုတာမရှိတယ်လို့အီရန်ပြည်ပခါကဖော်ပြခဲ့တဲ့ဖြင့်ထိုင်ဝမ်အရေးပါဝင်အခြားအရေးကိစ္စတွေကိုကင်တွယ်ဖြစ်ခြင်းမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရအဖွဲ့ရဲ့ချင်းကပ်ပုံတွေကိုတရုတ်ခေါင်းဆောင်ပိုင်းတွေကတစုံတစသိရှိခဲ့ကြပါတယ်။ပြီးခဲ့တဲ့သတင်းသက်ကအမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေအောင်မြင်မှုရရှိခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার စွမ်းဆောင်ယူတွေကိုအလုံးစုံဖျက်ဆီးနိုင်ခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ကပြောကြားခဲ့ပါတယ်။ဇွန်လ23ရက်ကအစ္စရေးကအီရန်ရဲ့စစ်ရေးပစ်မှတ်တွေနဲ့နျူကလ িয়ার စက်ရုံတွေကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်နိုင်ငံခြားအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်အမေရိကန်ကအီရန်ကို ဒီကြောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဇွန်လ24ရက်မှာမူထရန့်ကအစ္စရေးနဲ့အီရန်ကြားဆန်းနှရကြားတိုက်ခိုက်မှုတွေအဆုံးသတ်ပြီးအပြစ်ခတ်ရစဲရေးသဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။တန်တမန်နီလန်းတွေအပါအဝင်စစ်ရေးနဲ့မနွယ်တဲ့ချင်းကပ်ဆောင်ရွက်မှုတွေကိုဦးစားပေးတဲ့တရုတ်ကတော့ အီရန်အစ္စရေးပြည်ပခမှာအမေရိကန်ရဲ့စီးရီးယားဂျာဝန်တိုက်ခိုက်ခဲ့မှုကိုစန့်ကျင်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပြင်တရုတ်ဟာအချိန်အလယ်ပိုင်းဒေသမှာပြည်ပခအချိန်မြင့်တက်လာမယ်ဆိုပါကသူ့ရဲ့ပတ်လန်းရောင်းဝန်စီမံကိန်း BRI နဲ့တရုတ်ရဲ့စွမ်းအင်လုံခြုံရေးကဏ္ဍကိုထိခိုက်မဲ့အရေးကိုစိုးရိမ်နေပါတယ်။တရုတ်ရဲ့ရေနံဝယ်ယူတဲ့လမ်းကြောင်းစုစုပေါင်းနဲ့50ရာခိုင်နှုန်းနီးပါးဟာဟော်မုတ်ကြီးလက်ကြားမှတဆင့်ဝင်ရောက်နေတာဖြစ်သဖြင့်အချိန်အလယ်ပိုင်းပြည်ပခဟာတရုတ်ရဲ့စီးပွားရေးအတွက်လဲချိန်ချောင်းမှုတစ်ခုဖြစ်နေတယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ လုံသားအင်အားရှားပါမှုကဂျပန်ရဲ့အင်ဂျင်နီယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကိုရှော့ကျစေနိုင်ပြီးဆောက်လုပ်ရေးလုပ်ငန်းတွေမှာပါနှောင့်နှေးကြန့်ကြာမှုတွေဖြစ်ပွားစေခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံမှာလုံသားအင်အားရှားပါမှုကဂျပန်ရဲ့အင်ဂျင်နီယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကိုရောကျစေနိုင်ပြီးဆောက်လုပ်ရေးလုပ်ငန်းများမှာနှောင့်နှေးကြံ့ကြာမှုတွေဖြစ်ပွားစေခဲ့တယ်လို့ Nikkei Asia ကဖော်ပြခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာလုံတိုင်းအရအလုံလောက်ရရှိဖို့ပုံပေါ်ခက်ခဲလာပြီးအထူးသဖြင့်ဆောက်လုပ်ရေးပိုင်းမှာအတွေ့အကြုံရှိတဲ့လုံသားတွေနေပန်းနေကြောင်းလေးလာတွေ့ရှိရပါတယ်။အခြားလုပ်ငန်းတွေမှာလည်းအလုံရှင်တွေဟာအချိန်ပြည့်ဝန်ထမ်းတွေရှားပါနေပြီးကုမ္ပဏီစုစုပေါင်းရဲ့90ရာခိုင်နှုန်းကျော်ဟာဝန်ထမ်းအင်အားမလုံလောက်ဘူးလို့စစ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ဒီအခြေအနေဟာ COVID-19 ကပ်ရောဂါကာလနောက်ပိုင်းအဆိုးရွားဆုံးလုံတိုင်းအင်အားပြတ်လတ်မှုဖြစ်နေပါတယ်။ဂျပန်ဗဟိုဘဏ်ကလည်းလုံတိုင်းအင်အားပြတ်လတ်မှုဟာ စီးပွားရေးလှုပ်ရှားမှုတွေကိုအကန့်အသတ်ဖြစ်စေခဲ့ပြီးလောခလာဇာနဲ့ကုံစင်းနှုံးတွေပေါ်ဖီးယားတွေပုံပုံတက်ရောက်လာစေခဲ့တယ်လို့အတိအမှတ်ပြုခဲ့ပါတယ်။စောက်လို့ရေကဏ္ဍမှာ1969ခုနှစ်ကလုံတိုင်းအင်အား6.85ရှိခဲ့ရာမှာ2023ခုနှစ်မှာလုံတိုင်းအင်အား4.84တန်းထိချော့ချခဲ့ကာရာခိုင်နှုန်းအားဖြင့်30ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။အဲ့ဒီလိုလုံတိုင်းအင်အားရှားပါမှုကြောင့်အိုဆာကာမြို့ရှိ Expo 2025စောက်လို့ရေကုံစင်ပြပွဲအပအဝင် အကြီးစားဆောက်လုပ်ရေးစီမံကိန်းတွေကိုထိခိုက်စေခဲ့ပါတယ်။လောက်သားအင်အားရှာပါမှုကအိမ်ဈေးကွက်ကိုလည်းထိခိုက်စေခဲ့ပြီးနေအိမ်တွေဆောက်လုပ်မှုက2024ခုနှစ်တွင်တိကျကိန်းလုံးလျှော့ချခဲ့က2025ခုနှစ်ဇန်နဝါရီမှာ4.6ရာခိုင်နှုန်းအထိလျော့ချခဲ့ပါတယ်။ဂျပန်မှာကလေးမွေးဖွားနှုန်းကျဆင်းမှုနဲ့တက်ကြီးပိုင်းလူဦးရေများပြားမှုတို့နဲ့အတူဂျပန်ဟာ2060ပြည့်နှစ်မှာနိုင်ငံလူဦးရေရဲ့သုံးပုံတစ်ပုံကိုဆုံးရှုံးနိုင်တယ်လို့လုံသားစုကွက်ကိုပုံပေါ်ဆိုရွားစေမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုံသားအင်အားရှားပါမှုပြဿနာကိုဖြေရှင်းတဲ့အနေနဲ့ဂျပန်ဟာပြည်ပနိုင်ငံတွေမှာလုံသားခေါ်ယုံမှုတွေကိုပုံပုံမြင့်တင်ခဲ့ပြီး2024ခုနှစ်အောက်တိုဘာလအထိဂျပန်မှာပြည်ပလုံသားပေါင်း1.3တန်းတိရှိလာခဲ့ပါတယ်။ဒါပေမဲ့2040ပြည့်နှစ်မှာဂျပန်ဟာလုံသားအင်အား7တန်းအထိဆက်လက်လိုအပ်နေလိမ့်မယ်လို့လည်းကြောင်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲ16သင်းအဆင့်ကနေထွက်ရပြီးနောက်အင်တာမီလန်ကိုအသင်းကောင်းဆောင် Lautaro Martinez ကဝေဖန်မှုပြုလုပ်သွားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်တာမီလန်အသင်းဟာ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲ16သင်းအဆင့်မှာ Fluminense အသင်းကိုနှစ်ဂိုးကိုရှိတဲ့အရေးနဲ့ကပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက်အသင်းကောင်းဆောင် Lautaro Martinez ကအသင်းကိုဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။ လော်ဒိုရိုမာတီနက်စ်ကကျွန်တော်ကအဓိကဆူပလာယူတဲ့တိုက်ပွဲဝင်ကြပါတယ်။အင်တာမီလန်မှာဆက်နေခြင်းတဲ့အတူတိုင်းကဒီအတွက်တိုက်ပွဲဝင်ကြပါပါ။ ဒါပေမဲ့မနေရီချင်းတဲ့သူတွေကတော့ထွက်သွားနိုင်ပါတယ်။ကျွန်တော်တို့ကအသေးမှဆက်ကြည့်ချင်တဲ့ကစားသမားတွေကိုပဲလိုချင်ပါတယ်။ဒီလိုရေးပါတဲ့အင်းကြီးကိုဝတ်ဆင်ထားပြီးဆိုရင်ထိတ်တန်းအဆင်စိတ်တဲ့မျိုးရှိဖို့လိုပါတယ်။ဒါမှမဟုတ်ရင်တော့ကျေးဇူးပြုပြီးထွက်သွားပါလို့ပြောခဲ့တာပါ။ဒီဘက်မှာအင်တာမီလန်အသင်းဟာဖလူမီနန်စီအသင်းဘက်ကိုဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ခဲ့ပေမယ့်တိောက်တဲ့ဂိုးပေါက်ချင်းချောင်းဝင်နေခဲ့တဲ့အတွက်ကလပ်ဘောက်လာပြန်မဲကနေစောစီးစွာထွက်ခွာခဲ့ရဖြစ်ပါတယ်။ဘရာဇီးကလပ်ဖလူမီနန်စီအသင်းတို့ကဒီဘက်မှာတင်ကိုတွေကိုပွဲရင်၃မိနစ်မှာကာလွန်နဲ့မိနစ်60ပြည့်ပြီးနိုင်ခြင်းဖို့၃မိနစ်မှာဟာဂူလက်စ်တို့ကတွင်ယူခဲ့တာပါ။ အင်တာမီလန်အသင်းကပြီးခဲ့တဲ့ချန်ပီယံလိဘိုလိုပွဲမှာပီအက်ဂျီအသင်းကို၅ဂိုးဂိုးမရှိနဲ့ဘိုးပြတ်အရင်နေခဲ့သလိုကလပ်ကပဗလာပြောင်းပွဲကနေထွက်ခဲ့ရတဲ့အတွက်ဒီယာဒီကိုဆူပလာလက်မဲ့ဖြစ်နိုင်ဆုံးသက်ခဲ့ရတာဖြစ်ပါတယ်။အင်တာမီလန်အသင်းကောင်းဆောင်လိုရိုမာဒီနက်စ်ကအသင်းအတွက်ဆူပလာကိုရရှိဖို့တိုင်ဝဲမဲ့ကစားသမားတွေကလိုချင်ပြီးဆိုရတဲ့ယာဒီအတွက်အသင်းပရိသတ်တွေကိုတောင်းမဲ့ချောင်းပြောခဲ့တာပါ။ဒီဘက်မှာဖလူမီနက်စ်အသင်းကိုအကောင်းဆုံးဦးဆောင်ပြီးကွာတာဖန်နဲ့ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်တဲ့အသင်းကောင်းဆောင်တိယာကိုဆေးပါပွဲပြီးမှငိုကြွေးပြီးအောင်ပွဲခံခဲ့ပါတယ်။နောက်တစ်ဆင့်ကဖီဝါကလပ်ကပဗလာပြောင်းပွဲကိုဝင်ရောက်ရှိပြန်နေတဲ့ဘရာဇီးကလပ်အသင်း၄သင်းထဲမှာဖလူမီနက်စ်နဲ့ပါမီရဲ့အသင်းတို့ကွာတာဖန်နဲ့တက်ခဲ့ကြပြီးဘိုတာဖို ဖို့နဲ့ဖလာမင်ဂိုအသင်းတို့ဆက်ရောက်တဲ့အဆင့်ကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။စီအန်နိုင်တဲ့ဌာနရဲ့2025ခုနှစ်ဇူလိုင်လ1ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။